အလန်ဆာတုံးပြန်ကန်ချန်နဲ့အလန်ဆာအသင်းကိုကယ်တင်ပေးလိုက်ပြန်တဲ့စေဂျီရော်နယ်ဒိုပရိသတ်များလုံးပဲမိလာများရွှေရောအိုင်ဘက်ကွန်ရှီကိုအလိုင်းအချက်ကနေပြန်လဲကြိုလိုက်ပါရင်စေဂျီခရစ်စတီယာနိုရယ်ဒိုကတော့အလန်ဆာတုံးပြန်ကန်ချန်နဲ့ဂိုးသွင်းယူပြီးပရိသတ်တွေအသင်းလုံးကိုတိမ့်ပိုင်လိုက်ပြန်ပြီဖြစ်ပါရင်ဒီကန်ချန်နဲ့ရော်နယ်ဒိုပုတ်ကတ်ဆူလောင်ရာသွားနိုင်ပါရင်ကန်ချန်ကပြင်းထန်လုံးပြီးကိပြောက်ကြီးဆိုတာဒါမျိုးကိုပြောတာပဲဖြစ်မှာပါ ရော်နယ်ဒိုရဲ့ဂိုးသွင်းတော့ကကြောက်ခမန်းလေးလေးပါပဲရော်နယ်ဒိုဟာသွင်းကိုယ်တွေနဲ့ပတ်သက်လာရင်ဘယ်သူမှလက်မမီနိုင်တဲ့ဇန်ချင်းတွေများစွာကိုစိုက်တူထားသူပါသူလည်းနဲ့ထင်းသမားကရှင်ဖြစ်နေကြတာဖြစ်ပါတယ်။သူဘောလုံးကွင်းထဲထြေချလိုက်ပြီဆိုတာနဲ့စံချင်တွေကတခုမဟုတ်တခုကိုတင်နေကြတာပါ။ဒါကြောင့်မယ်ရော်နယ်ဒိုကသူဟာစံချင်တွေတော့ကုန်မလိုက်ဘူး။ ဆန်ဂျီနီကသာသူ့နောက်ကိုလိုက်နေတာလို့ပြောခဲ့ပူတာဖြစ်ပါရင်ဒီစကားကိုရနယ်ဒိုလေလုံးထွားပြီးပြောခဲ့တာမဟုတ်ပါဘူးဒါရင်အားလုံးအတွက်သူတင်ရှိနေတဲ့ဆန်ဂျီနီကတက်တည်တယ်ပဲဖြစ်ပါရင်မန်ယူနိုက်တက်အသင်းကနေထွက်ခွာခဲ့ရပြီးကာတာကမ္ဘာပလာမှာလည်းပေါ်တူဂီကြာရှုံးခဲ့တော့ရနယ်ဒိုပြီးဆုံးသွားပြီလို့အားလုံးကထင်မှတ်ခဲ့ကြပါရင်ရနယ်ဒိုအရင်လိုပြန်ဖြစ်နိုင်တော့ဘူးလို့မနာလိုသူတွေကဝိုင်းအပုတ်ချကြပါရင်ရနယ်ဒိုကလည်းရနယ်ဒိုပါပဲသူကဗဒမရလို့ပါပဲဝက်တီမနာလိုပြပြီး ရှုံးနယ်လာလုံးလေးလေးပုံမောတောက်ပြောင်လာလာလေးပါရင်ယူနိုက်တက်ကနေထွက်ပြီးတဲ့နောက်ပိုင်းစန်ဂျင်းလေးတစ်ခုပြီးတစ်ခုတင်ပြီးရနယ်ဒိုဟာမနာလိုသူတွေအတန်ကိုတိတ်စေခဲ့ပြီးဖြစ်ပါရင်ကလန်အသင်းမှာပဲဖြစ်ဖြစ်လက်ရင်းစင်မှာပဲဖြစ်ဖြစ်ကောင်းပေးညွှန့်ပေးဆိုတဲ့စန်ဂျင်းမှန်ရင်ရနယ်ဒိုပိုင်ဆိုင်ထားတာတွေကြီးပါပြီရနယ်ဒိုအသက်ဘလောက်ရှိပြီလဲသူ့ကိုမြင်လိုက်ရင်ဆဲကြောတက်လင်းလို့ပါပဲအမြဲတမ်းစိတ်တက်တက်ကြွနေပါရင်ရနယ်ဒိုဟာသူ့ကိုယ်သူစဲရုပ်လူသားအဖြစ်ခံယူထားသူပါကိုယ့်ကိုယ်စက္ကန့်ပိုင်းလေးတော့အနာပေးဖို့စိတ်ကူးမရှိပါဘူးဒီလိုအရာတွေကြောင့်ပဲသူက greatest of time ဆိုတဲ့ဂုဏ်ပွဲကြီးကိုရရှိထားတာဖြစ်ပါရင် ဘောလုံးသမိုင်းမှာရန်ဒိုဟာစံချိန်ပေါင်းများစွာကိုတင်ထားခဲ့ပါရင်သူရဲ့စံချိန်တွေအကြောင်းကိုပြောရတာတထောက်တညပုံမြင်တွေကိုပြောနေရသလိုပါပဲနာနာပြီးပြောရရင်ဂုံတိုင်းခန်းနိုင်တယ်လို့ကိုမရှိပါဘူးကလပ်အသင်းမာရီမဲလာဆိုတော့မဟုတ်ပါဘူးလည်းရင်းစင်ပါလေရန်ဒိုဟာပြန်ဆန်ရှားပါမယ်များမကြခင်နှစ်တွေအတွင်းရန်ဒိုတင်ရှိမဲ့ထူးခဲ့တဲ့စံချိန်မှတ်တမ်းတစ်ခုရှိနေပါတယ်အဲဒီစံချိန်ကတော့ဘောလုံးသမိုင်းရဲ့သွင်းကိုပေါင်းတထောင်ပြည့်မြောက်တဲ့ပထမဆုံးကစားမဆိုတဲ့စံချိန်ဖြစ်ပါတယ်ဒီစံချိန်ကိုပြေဖို့ရန်ဒိုတိတ်မလို့တော့ပါဘူးအသက်၄၅နှစ်အရွယ်လောက်အထိဘောလုံးကစားဖို့ရည်ရထားတဲ့ရန်ဒိုအနေနဲ့ဒီစံချိန်ကိုပြေကိုပြေမှာလို့ဆွေးရမှာဖြစ်ပါတယ် ညကစားခဲ့တဲ့ Sorry Pro League ပွဲအဆင့်မှာ Ronaldo ဟာ NSA အသင်းဟာအရေးအအသင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ယူနိုင်လိုက်ခဲ့ပါတယ်။အရေးအအသင်းကအရင်ဥဆောင်ကိုအတွင်းယူနိုင်ခဲ့တာဖြစ်ပြီးပရာဘိုင်းအပိမှာဥဆောင်နေနိုင်တာဖြစ်ပါတယ်။ဒီလိုနဲ့အချိန်အနည်းကဒုတိယပိုင်းမှာပြောင်းလဲပေးခဲ့တာက Ronaldo ပဲဖြစ်ပါတယ်။ဒုတိယပိုင်းပွဲအဆင့်ချိန်က set ချောင်းတွေမှာ Ronaldo ဟာမာနီရဲ့ဖန်တီးပေးမှုကိုပိတ်သွင်းပြီးစတင်ခြေပါကိုအတွင်းယူပေးခဲ့တာပါ။အဲ့နောက်ပွဲရဲ့အနိုင်ဂိုးကိုတော့ပွဲကစားချိန်64မိနစ်မှာ Ronaldo က goal area ပြင်ပကနေဒုံးပြန်ကန်ချက်နဲ့အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။တိတ်ကိုလှပလို့နဲ့ဂိုးပါပဲ။ဒီဂိုးကြောင့် Ronaldo ရဲ့ကစား 他们往苏州往端午节这个过冬子冬过天写了给妹妹陪伴人，温州人的端午粽尝并不像咱们楼上的陪伴人。 ရန်ဒိုရဲ့ဂိုသွင်းနှုန်းကကြောက်ခမန်းလေးလေးပါပဲရန်ဒိုဟာသွင်းကိုယ်တွေနဲ့ပတ်သက်လာရင်ဘယ်သူမှလည်းမမြင်နိုင်တဲ့စံချိန်တွေများစွာကိုစိုက်ထူထားတယ်ပါဒိုလန်နဲ့ထီးသမ ्या ကရှင်ဖြစ်နေကြတာဖြစ်ပါရင်ဒူဘောလုံးကွင်းကိုချင်းချလိုက်ပြီဆိုတာနဲ့စံချိန်တွေကတစ်ခုမဟုတ်တစ်ခုကိုတင်းနေကြတာပါဒါကြောင့်ပဲရန်ဒိုကသူဟာစံချိန်နောက်ကိုမလိုက်ဘူးစံချိန်တွေကသာသူ့နောက်ကိုလိုက်နေတာလို့ပြောခဲ့ပူတာဖြစ်ပါရင်စံချိန်တွေနဲ့ကစားမဘွားကနေနားမြူခင်မှာဘလို့အကောင်းစားစံချိန်မှတ်တန်းနေယူပြအုံးမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဖြူလင်းကားလာပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါရင်ခင်ဗျာ